လူကြီးရေစင်များအားလုံးမင်္ဂလာပါရှင်။လာမယ့်နော်ဓာမဲ့ပတ်က2 3ပိတ်တယ်ဆိုတော့၄ရက်6လ25နဲ့၄5 6ပေါ့နော်။6ရက်6လ25ဘရိုဂျာပရိတောက်ကြပေါ့နော်။3ရက်စာပေါ့နော်။3ရက်ပဲဖွင့်နေကြကြောင်းမို့လို့အဲဒီ3ရက်အတွက်ပေါ့နော်တပတ်စာမွေးကွက်ကလေးပါနော်။ဒီကပါခါလေးဘောပဲပြကအထင်ဘူး။ ထားရပါတော့တခြားရအောင်လည်းပဲပြမယ်နော်ဒါဆိုရင်ကိုထိတ်ကိုကြည့်မယ်နော်ဒီမှာကိုခွန်နော်ကိုရဲ့ခွန်ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6နော်ပါဝါ1နှက်ခတ်ကို6တက်9ဆိုပြီးတော့ဒါကတော့ထိတ်ပြီနော်ဒါဆိုလို့ရှင်အမင်းနဲ့ပဲပြရမယ်နော်ရပါ sorry ပါနော် ရှိရဲ့အပြာကထုတ်ထားတဲ့အပြာကတိတ်မထင်ဘူးနော်ဒီမှာရှိတယ်ဒီလိုမျိုး၄၃၉၄၃၃၉ခွန်၉ပေါင်းတော့၆ပါဝါ၁နက္ခတ်၉သွဲဘရိတ်ပေါ့နော်၆၁၉ဆိုပြရဒါဆိုရင်ကဏ္ဍလေးတွေ့ချင်းမယ်၆ထိတ်ကို၆ဘရိတ်ဆိုတော့၆၀6ထိပ်ကို10ဘရိတ်ဆိုတော့65 6ထိပ်9ဘရိတ်63ဟုတ်ပြီနော်10ထိပ်ကို6ဘရိတ်ဆိုတော့105 10ထိပ်ကို10ဘရိတ်30 10ထိပ်ကို9ဘရိတ်18ပေါ့နော် ကိုဘို6ပြည်ဆိုတော့ကိုခွန်ကိုဘို10ပြည်ဆိုတော့ကိုနဲ့နဲ့ကိုကိုကိုပြည်ဆိုတော့60ဟုတ်ပြီနော်ဒါဆိုရင်ကဏ္ဍလေးရထားတယ်ဒါဆိုသွားရအောင်နော်3ရက်ထွက်တဲ့ကဏ္ဍမှာ2 6ဒီမှာ6နဲ့ဆိုတော့ကြောင့်မလို့အားတစ်ချိန်ထွက်တယ်40ဟုတ်ပြီနော်10ရက်ဆိုတော့ကြောင့်မ10ရက်ကထဲတစ်ချိန်10ခွန်49ဟုတ်ပြီနော်ခွန်6ဆိုတော့ဒီမှာ6ခွန်ပေါ့နော်ထဲတစ်ချိန်အားနှစ်ချိန်ဆိုပြီးတော့ထွက်ထားပါတယ်နော်ဒါဆိုလို့ရှိရင်အခု ဆက်သွားမယ်နောက်ထပ်တစ်ပတ်စာ၈တက်နှလုံးပေါင်းတော့ကိုဟုတ်ပြီနော်ပါဝါကလေးနှက်ခါ၆လေး၆ပေါ့နော်ဒါဆိုရင်ခုနတိုင်းဆိုဒီမှာရှိတာ၉တက်လေး၉တက်နှလုံးပေါင်းတော့၃ည၃ညနဲ့လေးနဲ့ပေါင်းတော့၄ပါဝါ၉နှက်ခါနဲ့၄၉နှစ်ပေါ့နော်သူကတော့ break ပါ ဒါဆိုရင်ကဏ္ဍလေးထုတ်ကြည့်မယ်နော်6ကို4 break ဆိုတော့6 5 6 6 break 60 6ကို2 break 63ဟုတ်ပြီနော်4ကို4 break 40 4ကို5 break 45 4ကို2 break ဆိုတော့48 6ကို4 break ဆိုတဲ့အတွက်ကြောင့်မို့လို့6 6 6ကို5 break 6တော့6ကို2 break 66ပေါ့နော်ဒါဆိုရင်ထွက်ကဏ္ဍလေးကိုကြည့်ကြည့်အောင်နော်3ည6 63ဆိုတော့ဒီမှာ63တဲ့ပါ11 30ပေါ့နော်19 2 5 ဟုတ်ပြီနော်ဒါကတော့ဒီမှာကဏန်းလေးတွေထဲမှာသူကတော့6သုံးတဲ့တစ်ချိန်ပဲထွက်ထားတယ်နော်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားပါမယ်တစ်သုံးနှလုံးပေါင်းတော့ပေါင်းခြင်းလေးပေါင်းပါကိုနက်ခံနဲ့လေးကိုနဲ့ပေါ့နော်ဒါဆိုရင်ဒီမှာရှိတာ6ဒီမှာရှိတာ7ဒီမှာရှိတာ6ကိုတစ်ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့ပေါင်းချင်း6เนาะ6ပေါင်းပါတင်းနက်ကို6တက်ကိုပြိပေါ့เนาะ ။ဒါဆိုရင်ကဏ္ဍလေးတွဲကြည့်မယ်။လေးကို6ဘရိတ်ဆိုတော့၄နှစ်၊လေးကို10ဘရိတ်ဆိုတော့၄ခွန်းเนาะ။လေးကို6ဘရိတ်ဆိုတဲ့အတွက်ကြောင့်၄ငါ။ဟုတ်ပြီနော်။6ကို6ဘရိတ်ဆိုတော့6ခွန်း ကိုကိုတက်ပရိတ်ဆိုတော့9နှစ်ကိုကိုပရိတ်ဆိုတော့90ပေါ့နော်နှစ်ကို6ပရိတ်ဆိုတော့2လေးနှစ်ကိုတက်ပရိတ်ဆိုတော့2ကိုနှစ်ကို9ပရိတ်ဆိုတော့2ခုံပေါ့နော်ဒါဆိုခဏလေးတည်ရတာတယ်ဒီမှာ3 5 4 1ပေါ့နော်ဒီမှာ2ကိုဒီမှာက9နှစ်ကို2ကိုပေါ့နော်ဒါရောအာခဏလေးတက်တဲ့ကြောင့်မလို့အကြောင်းမလို့ထက်ခဏလေးကြိုက်တယ်လို့ပြောနော်ဒီမှာ tissue 3 6 8ပေါ့နော်ဒါဆိုရင်သူကတော့2ကိုတစ်ချိန်ထွက်တာတယ်ပေါ့နော်ဒါဆိုဆက်သွားပါမယ်ဒီမှာနော်ကိုတက်နှလုံး ပေါင်းတော့၃ညဒီတစ်ပတ်တော့เนาะနှစ်ခါရေးမပြတော့ဘူးဒါလာမဲ့ပတ်ကစားရမယ့်ကဏ္ဍလေးပါเนาะလိုက်ပြီးတော့တိချာကြည့်ပေးပါ၃ည၅ခုကထိပ်စီးပါเนาะဒါဆိုရင်ဒီမှာရှိတာက6နှစ်နှလုံးပေါင်းတော့8 8ရယ်4ရယ်ပေါင်းတော့သူက2ပါဝါခွန်9ခက်လေးเนาะဘရိတ်က2ခွန်လေးဘရိတ်ဆိုပြီးတော့ရထားရယ်เนาะထွက်ကဏ္ဍလေးက၃ည၅ခွန်ပါเนาะအဲ့တော့၃ည၅ခွန် 3ညမှာခွန်เนาะဒါဆိုရင်နှစ် break ကိုသွားမယ်3ညနှစ်5ခွန်ခွန်5ပေါ့เนาะပြီးရင်ခုနှစ် break ကိုသွားမယ်เนาะပြီးရင်၄ break ကိုသွားပါမယ်เนาะနည်းနည်းလေးတယ်မြေကြီးပြလိုက်မယ်နော်အဲ့တော့ဒီမှာလဲထက်ကနန်းလေးတွေရှိလာပါပြီနော်ဒီဘက်မှာထက်ကနန်းလေးက9998390ထက်ကနန်းလေးပေါ့နော်အဲ့တော့တကွက်နှစ်ကွက်နှစ်ကွက်ရောသွားမယ်အလုံးပေါင်း9ကွက်ပဲရှိမယ်နော် ဒါကတော့လာမယ့်ပတ်အတွက်ကစားရမယ့်ဝေကနန်လေးပေါ့နော်အဲ့တော့ညီမရဲ့ပတ်သီးမှလည်း၃ရာလေးခွန်နေပါပါတယ်နော်အဲဒီကြောင့်မလို့ဒီကနေ့လေးကိုဒီကထားပြီးကစားပေးပါတော့။အညီမရှောက်ရတာကိုချက်ပြချင်းဖြစ်ပါတယ်။အကြိုက်တွေကြိုက်နေတတ်တဲ့ကိုမာတွေကလိုက်ပြီးတော့ကစားပေးပါ။အားလုံးပဲလာမယ့်ပတ်မှာကံကောင်းကြပါစေနော်။ဂျေဇုတင်ပါရှင်။